ရေဖြူမျိုးနဲ့တပူလေဒေတာတော်ရတူစီဝါရေစုပ်ထင်းရှိတဲ့အီဂနီဇွာနာကိုဧပြီလ9ရက်ဒီကနေ့မနေ့ပိုင်းမှာစစ်ကောင်စီစေတောင်းလျှောက်လာလို့ဒေတာခံပြည်သူတွေထွေပေးတေရှောင်းနေရပါတယ်။အဲဒီစေတောင်းမှာအင်အားညာလောက်ရှိပြီးဒီကနေ့မနေ့ရှင်းလာပြီလမှာလက်ဆောင်ရွာနဲ့စထွက်လာတာလို့ဒေတာခံတွေကပြောပါတယ်။ဒါကြောင့်တပူလေဒေတာကကြေဝါတော်ရွာဖြစ်တဲ့အီဂနီကမောင်ချောင်း ဝချောင်းကျေးရွာတွေကဒေသခံတွေဟာဒီကနေ့မနေ့ပိုင်းကစပြီးနေဆုံးခွာထွက်ပြီးတည်ဆောင်နေကြရတာပါ။အဲဒီစစ်ကြောင်းဟာဧပြီလ9ရက်နေ့ကစပြီးနိုးလေဒေသထေရီရွာနဲ့လက်ဆောင်ရွာတွေမှာအများကြီးတပ်ဆွဲခဲ့ပါတယ်။ဒါပြင်ဂျင်းနစ်စကန်စစ်ကောင်စီတပ်စခန်းကတပ်သားချိုးကလေးဒီကနေ့မနေ့ပိုင်းမှာထေရီရွာနာကရှာရန်ဆိုကိုရောက်ရှိနေတာကြောင့် အင်အားများစွာနဲ့စစ်ကြောင်းထိုးမှကိုလေဒေသခံတွေဆိုရင်နေကြပါလေဒွဲတူစီဝိုင်းစုကိုပြန်လဲအကောင့်ထဲပေါ်ဖို့ရုရှားနဲ့စစ်ကောင်စီသဘောတူတွေ့ရနော်အထူးစီဝိုင်းစုရှိရဲ့နပူလေဒေသကိုစစ်ကောင်စီကမန္တလေးဆမ်မိုင်းကစပြီးအင်အားများစွာနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါလေ